ိုင်းနိုင်ငံဖူခတ်ကျွန်းကအပန်းပြေကမ်းခြေတစ်ခုမှာရေခူရကြောက်ဒဏ်ရာရတဲ့ခရီးသွားဧည့်သည်တွေတိုးလာနေလို့ကမ်းခြေလုံခြုံရေးတာဝန်ရှိသူတွေခေါင်းခဲနေပါတယ်။ဖူခတ်တောင်ပိုင်းမှာရှိတဲ့ပက်တွန်ကမ်းခြေဟာအခုလောက်ပိုင်းတွေအတွင်းမှာရေခူရနဲ့ထိတွေ့မိလို့စေဝါကုသမှုခံယူနေရသူအရေအတွက်တိတိတတ်တာမြင့်တက်လာတဲ့အခြေအနေကိုကြုံနေရတာပါ။ဒဏ်ရာရသူတွေထဲမှာကမ္ဘာလက်ခရီးသွားဧည့်သည်တွေလည်းအများအပြားပါဝင်ခဲ့ပြီးတချို့ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်ဈေးရုံပါတင်ခဲ့ရပါတယ်။ boss jellyfish လို့ခေါ်တဲ့ရေခုမျိုးစိတ်နဲ့အထိတွေ့မိတဲ့အခါမှာလောင်ကျွမ်းသလိုမျိုးအနေရောင်အကွက်ကြီးတွေထလာတတ်ပါတယ်။ပင်လယ်ထဲကနေပြန်တက်လာတဲ့အခါမှာအဲ့ဒီဓာတ်မတည်မှုဒဏ်ရာတွေကြောင့်နာကျင်မှုကိုခံစားရလေရှိတယ်လို့ပတ်တွန်းကန်းချေရဲ့လုံခြုံရေးတာဝန်ရှိသူတွေကပြောပါတယ်။အများအားဖြင့်တော့ကန်းချေကအသက်ကယ်ဝန်ထမ်းတွေဟာရေခုအစိတ်မပြတ်အောင်တားဆီဖို့ရှာလကာရင်နဲ့အစေးကြောကုသပေးပြီးအယောင်ကျသွားအောင်ကူညီပေးကြပါတယ်။ဒါပေမဲ့စိုးရိမ်ရလောက်တဲ့ကိစ္စမျိုးဆိုရင်တော့စေယုံကိုပို့ဆောင်ပေးပါတယ်။ အခုပြဿနာတွေဖြစ်နေစေတဲ့ box jellyfish ဆိုတာဟာ twin pop မြင်နိုင်ပြီးကုဘတုံးဆက်ဆန်ကိုရဲမျိုးရှိတဲ့ရေခုမျိုးစိတ်ပါအဲ့ဒီရင်းနေတဲ့ဝါတွေရဲ့လက်တံတွေမှာလူအရေးပြားကိုအစိတ်အတော့ဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေပါဝင်နေပါတယ်ပင်လယ်ထဲရေခုနေသူတွေကတော့အဲ့ဒီရေခုတွေကိုရုတ်တရက်မြင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီရေခုအမျိုးအစားရဲ့လက်တံတွေနဲ့အထိမိချိန်မှာအစိတ်တက်တဲ့အဆူရှာနာကျင်မှုကိုခံစားရမှာပါရေခုတွေရဲ့အစိတ်အတော့ပြင်းထန်မှုဟာမျိုးစိတ်အလိုက်ဒါမှမဟုတ်တခြားအခြေအနေတွေပေါ်မူတည်ပြီး क्वे ပြပါတယ် အများစုကတော့အပူလောင်းသလိုနာကျင်မှုမျိုးကိုကြုံရလေရှိပြီးတချို့အစိတ်တွေကတော့ဓမ္မတည်မှုပြဿနာအခြေခံရှိသူတွေနဲ့ထိတွေ့မိတဲ့အခါမှာတတိယရောက်မကုသနိုင်ဘူးဆိုရင်တော့မနေ့ပိုင်းအတွင်းအသက်ဆုံးရှုံးနိုင်ကြောင်းသိရပါရဲ့ရှင်